မဝိနည်းဆိုရက်သာသနာတော်ကြီးတည်ရှိနေတော့ဒါလုံနိုင်ခွင့်ရှိတဲ့ကုသိုလ်ပြုပဲဖြစ်တယ်ပေါ့တခြားကုသိုလ်တွေကတော့တခြားအချိန်တွေမှာလည်းလုပ်လို့ရတယ်ပေါ့နော်တခြားအကုသိုလ်တွေကတော့ဘယ်ခါပါပဲဖြစ်ဖြစ်လုပ်လို့ရသို့တော့အခုလိုကုသိုလ်မျိုးကြတော့သာသနာတော်ထင်ရှားရှိနေတဲ့အချိန်မှာဒါလုပ်ခွင့်ရတယ်လို့ဆိုပြီးတော့ကိုယ်စိတ်ထဲမှာဝန်တာချီနူး ပီတိတွေဖြစ်ဖို့လိုတယ်ပေါ့နော်ဂျီနူးဝန်တာတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဝန်တာဂျီနူးမှုဟာကုသိုလ်တရားကိုတိုးပွားစေတယ်ပို့ပြီးတော့ရှင်းနေနှလုံးထဲကကုသိုလ်တရားတွေဟာထပ်တလဲလဲတိုးပွားလာဝန်တာဂျီနူးတဲ့အခါမှာမင်္ဂန်နဲ့အကြောင်းတရားကိုစဉ်းစားစဉ်းကျင်စဉ်းစားရဒုတိယလိုက်တဲ့ကုသိုလ်ကောင်းမှုဟာဘယ်လိုအကျိုးတရားတွေကိုပေးနိုင်သလဲ တဖက်ကဒုလှူလိုက်တဲ့ကုသိုလ်တရားဒီဒါနကောင်းမှုအလှပစ္စည်းတွေဟာတန်ဃာအတွက်သာသနာတော်အတွက်ဘလောက်ထောက်ကူဖြစ်တယ်လဲဒါတဖက်စဉ်းစားအဲ့ဒီဘက်ကစဉ်းစားလို့အကျိုးတရားတွေကိုရရှိသွားတယ်မြတ်စွာဘုရားခွင့်ပြုထားတဲ့ကထိန်သင်္ကန်းကိုလက်ခံထားလိုက်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားခွင့်ပြုတဲ့ကထိန်အာနိသင်ဆိုတဲ့အကျိုးငါးမျိုးကိုရသွားတာဒါသိချပြီပေါ့နော် ဲ့ဒီအကျိုးတရားကိုလည်းကထိန်ငါရကမာတွေကရရှိစေတာဖြစ်တယ်။တစ်ဖက်ကလည်းပဲလူတန်းတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဒီဒါနာကောင်းမှုရဲ့အကျိုးတရားတွေကိုမိမိတို့ကိုယ်တိုင်ရရှိကြတာဖြစ်တယ်။အဲ့ဒီရရှိတဲ့အကျိုးတရားတွေကိုလည်းသိရှိဝမ်းမြောက် သိရှိခြင်းဆိုတဲ့အတိညာအာဂမနဒိဋ္ဌိလို့ခေါ်တယ်။ဒီလောက်တဲ့ကုသိုလ်ရဲ့အကျိုးတရားဟာတေချာပေါ့ရောက်လာမယ်ဆိုတဲ့အမြင်ရှိဖို့ ဆိုလိုတာကံကံရဲ့အကျိုးကိုလက်ခံကိုလုံးတဲ့အလုပ်ကပြောင်းသွားတာဥပမာမဲ့စဘာပြိုးတဲ့တပင်ပြိုးတဲ့ပုံကိုယ်ကြီးချိပေါ့အထူးသဖြင့်လယ်သမားဟာလက်ကင်းထဲမှာ ထွန်းရဲပြီးတော့စဘာတွေကိုကျဲချလိုက်တယ်အဲကျဲချလိုက်တာတရင်ကျဲတရင်ကုန်သွားတာပဲငါးရင်ကျဲငါးရင်ကုန်သွားတာအဲ့ဒါကြီးပြတ်မရနိုင်ဘူးကျဲလိုက်တဲ့ဟာက ပင်ပေါက်မှာပဲရှိတယ်ဒီဒီအတိုင်းပြန်မရဘူးဆုံးရှုံးသွားတယ်လို့ပဲပြောချင်ပြောလို့ရတယ်သို့တော့သူ့မှာယုံကြည်ချက်ကဘာလို့ဆိုအာဂမနာဒိဋ္ဌိငါတည်င်းချလိုက်လို့ရှင်တင်း90လောက်ဒီကအပင်ပေါက်ပြီးတော့အသီးတွေကဖြစ်လာမှာဆိုရုံချခြင်းနဲ့လောက်တယ်အဲ့ဒီယုံချခြင်းနဲ့လောက်တာသို့တော့ကျဲလိုက်တဲ့တည်င်းကတော့ပျောက်သွားတာသိကြတယ်ပြန်မရဘူးကျဲလိုက်တဲ့စဘာက အပင်ကနေပေါက်လာတဲ့အပင်ကြတဲ့အခါကျတော့90မကဘူးတင်းတရားထွက်ချင်တယ်ထွက်လာမှာပေါ့နော်တေကာအဲ့ဒါကိုအာကမဏဒိဋ္ဌိတကယ်ရလာမဲ့အကျိုးမျောမှန်းပြီးလောက်ကြတာဖြစ်တယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းဒီကနေ့ထလူလိုက်တယ်ထလူလိုက်တဲ့ကုံချစိတ်တွေပြန်ရမှာတော့မဟုတ်ဘူးထလူလိုက်တာကုံသွားတာပဲဖြစ်တယ်သို့တော့ တာမန်ကုန်တဲ့အကုန်မျိုးမဟုတ်ဖ ೇನೆ ဒီကနေ့ဟာမြတ်စွာဘုရားရဲ့သာသနာတော်မှာခုခေတ်စကားနဲ့ပြောရင် investment ပေါ့ရှင်နှိမ့်မြုံနံတယ်လို့ပြောတာရှင်နှိမ့်မြုံနံတာဟာစဘာကျဲလိုက်တယ်လို့ကျဲလိုက်ချင်တာလည်းဖြစ်တယ်ဒါမို့လို့တန်ခါခုံနေတယ်မှာလည်းပဲအနုတ္တရံပုံညာခိတံလောကတ္တဆိုကုသိုလ်ကောင်းမှုစိုက်ပျိုးတဲ့မြေရာထဲမှာတော့အကောင်းဆုံးမြေရာလို့ ိုင်းသားကိုလှူရတာအများကောင်းဆုံးနေရာလို့သူတို့ခေါ်တာเนาะဒါဖရာကမြောက်ခေါ်တာလည်းမဟုတ်ဘူးအကျိုးဒါလို့ရင်တရားအကျိုးရတယ်ဆိုတာသူ့တဘာဝအတိုင်းဖြစ်တာကိုပြောတာเนาะအကောင်းဆုံးလက်မြေတာဖြစ်တယ်ဒီထဲမှာကုသိုလ်ကောင်းမှုဆိုတဲ့မျိုးစေ့တွေကိုချဲချလိုက်လို့ရှင်ရရှိလာမဲ့အကျိုးအမြတ်အတိအပွင့်ဟာအမှန်တမ်းမှရပြားတယ်တို့ ဒီလိုသိပြီးတော့ကုသကောင်ကိုသိပြီးလှုပ်တာညာနာတံပယုတ်လို့ခေါ်တယ်เนาะအတိညာနဲ့ရှင်ပြီးတော့လှုပ်တယ်အတိညာနဲ့ရှင်နေဝန္တပိတိဖြစ်တယ်ဆိုတော့ကုသကောင်မှုရဲ့အကျိုးဟာဖြစ်လျက်ဘဝမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဗောခုခေတ်ဆိုအိုင်ဂျူတို့အီဂျူတို့ဗောเนาะအဲ့ဒါလိုမြင့်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်လာတယ်တရေကနေပြိတ္တိပညာပါလာနိုင်တယ်လို့ဒီအိဗယ်မျိုးပြောတာ ဒါမို့ကုသကောင်းမှုလုပ်တိုင်းလုပ်တိုင်းဟာဒီအကျိုးကိုဆင်ခြင်သုံးသပ်ပြီးတော့ရလာနိုင်တဲ့အကျိုးကိုသိဖို့လိုအပ်တယ်။ဝန္တာပီတိဖြစ်ဖို့လိုအပ်တယ်။အဲ့ဒီနှစ်ရက်ပေါင်းဆက်ပြီးတော့လုပ်လိုက်တဲ့ကုသကောင်းမှုသည်မျိုးစိတ်ဖြစ်သွားတယ်ပေါ့။အဲ့တော့ဒီလိုကုသကောင်းမှုလုပ်တဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာနာမည်တက်ပြီးတော့တမန်အဖြစ်ပြောရင်ကထိန်လှူတယ် ကထိန်သင်္ကန်းဆက်ကတ်တယ်ကုသိုလ်တွေကဘာတွေလဲကထိန်သင်္ကန်းကြတော့ပစ္စည်းတွေနဲ့ရေတွက်လို့ရတယ်လေသင်္ကန်းကဘယ်နှစုံဘာကဘယ်နှစုံလဲဆွန်လူတယ်ဆွန်ကတ်တယ်ဆိုရတယ်